Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဒီနေ့မှတစ်ထွက်ရှိလာတဲ့ channel လေးကိုအလွယ်တကူဆုံး3 star တိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာဗီဒီယိုလေးမစခင်မှာကိုယ့်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့ညီကိုလေးရှိရင် subscribe လေးနှိပ်ပြီးတော့ဝင်ရောက်ပေးပါအောင် subscribe လုပ်ပြီးတဲ့ brother တွေတယောက်ချင်းတိကျအောင်လဲကျေးဇူးများကြီးတင်ပါတယ်ကဲတော့ let's go brother join အရှင်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ဒီနေ့ထွက်တဲ့ event pass လေးကိုဝယ်ခြင်းနဲ့ brother လေးတွေကကျွန်တော်ရဲ့ Viber Telegram လေးကိုဒီမှာရေးထားပေးပါတယ်။အဲ့ဒီကနေဆက်သွယ်ပြီးတော့ကိုဘောစီမှာလာဝယ်လို့ရပါတယ်ဗျာ။အရင်ဆုံးအနေနဲ့တောင်းရဲ့အပေါ်ဘက်ကနေပြီးတော့မှ Super Wolf Free လေးရှာပေးမှာဖြစ်ပါတယ်။ Okay Super Wolf Free လေးရှာပြီးသွားရင်တော့ဒီဘက်လေးကိုဆွဲလာပြီးတော့မှ Scatter Shot ရဲ့ဒီအရှိပန်နာလေးကိုကျွန်တော်တို့ရဲ့ Best Spell လေးရှာပေးမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ AC ဒီဘက်က Scatter Shot လေးကိုရရှိတော့မှာပဲဖြစ်ပါတယ်။ပြီးသွားရင် Sneaky ငါးကောင်ကိုကိုဘောတို့တောင်းအပေါ်ကနေချက်မယ်။ပြီးသွားရင်ကိုပြောက် Spell လေးခြင်ထားပေးမယ်ဗျာ။ဒါမှကိုဘောတို့ကတောင်းလေးကိုလည်းခါရဲရမှာဖြစ်ပါတယ်။ ကိုပြောင်စပဲကိုကဘရာသာတို့ကအဲဒဖန်ကိုတက်တက်လို့ကိုရှာရင်အဆင်ပြေပါတယ်ဗျ။ Okay အဲ့လိုပုံစံလေးပြီးသွားပြီဆိုလို့ရှိရင်တော့ကိုဘိုးတို့လက်ထဲမှာဂျိုင်းရန်လေးခြင်ထားပြီးမှဖြစ်ပါတယ်။ Okay ဂျိုင်းရန်လေးကိုကျွန်တော်ဒီဘက်ကမရှာခင်ကွင်းကိုကျွန်တော်ဒီဘက်အပေါ်ဘက်ကနေအရင်ဆုံးရှာပေးမယ်ဗျ။ကွင်းလေးကိုဒီဘက်ပေါ်ကနေရှာမယ်ပြီးသွားလက်ထဲမှာ recall spell လေးခြင်ထားပြီးမှဖြစ်ပါတယ်။ကွင်းကဘယ်ထိသွားမှလဲဆိုလို့ရှိရင်တော့ဒီ air defense ရတဲ့အထိကိုကွင်းလေးကိုကျွန်တော်တို့အန်ချိပေးမှာပဲဖြစ်ပါတယ်။ Okay ကျွန်တော် air defense ရတာနဲ့ကိုဘိုးတို့ recall လေးနဲ့တခါလေးပြန်ခေါ်သွားလိုက်တော့မယ်ဗျ။ โอเคပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဘက်မှာ Super Wolverine လေးကျွန်တော်တစ်လုံးရှာပေးမယ်โอเค Super Wolverine ကဟိုဘက်ကိုသွားတာပြဿနာမရှိဘူးကျွန်တော်ဒီဘက်ကနောက်ထပ်ဒီဂျိုင်းရဲ့အကြီးသားကြီးရှာမယ်ပြီးသွားရင်ကျွန်တော်တို့ဒီ Record Queen လေးကိုလည်းရှာမယ်โอเคဒီလိုပုံစံလေးနဲ့ခဏထားထားပေးမယ်ပြီးသွားရင်ကျွန်တော် Super Wolverine လေးကိုဒီမှာထည့်ထားပေးမယ်ဗျာဒီဘက်ကနေကျွန်တော် VK လိုပဲခေါ်လိုက်မယ်အောက်ကောင်လေးကိုဒီဘက် Inferno Single တက်တက်ရနေရှာပေးမှာဖြစ်ပါတယ်ပြီးသွားရင်တော့ဘာလေးထက်ချမလဲဆိုလို့ရှိရင်တော့ဘိုးလိုက်လေးနှစ်ကောင်ရှာမယ် ပြီးတော့ကျွန်တော်ကလုံးစပယ်လေးလေးဒီရှေ့လေးမှာတခါတည်းတွဲပေးလိုက်မယ်ဗျာဒီဒီဘက်က AFM မရှိတော့ဘူးဆိုတော့ကိုဘတို့ကဒီ Electro Dragon လေးကိုဒီဘက်ရှမ်းမှာရှာပေးမယ် Nice ပြီးတော့ကျွန်တော်နောက်ကနေပြီးတော့မှ Druid လေးကိုလည်းထည့်ပေးမှာပဲဖြစ်ပါတယ်ပြီးရင် Aquish လေးကိုဒီမှာထည့်ပေးလိုက်မယ် Queen Ability ကျော်ရှီနာလီကတ်တာနဲ့ဖွင့်ပေးမယ်1 2 go Okay ဒီပုံစံလေးဆိုရင်တော့ AAC စီလေးဖြစ်သွားပြီနော် Okay ဒီဘက်ကနေကျွန်တော်တို့ဒီ truth အစ်စ်ကလေးကိုဒီ၃កောင်လုံးဒီဘက်ကိုရှာပေးလိုက်မယ်နော် Fenner လို့ခေါ်ပါတယ် Fenner လေးတို့ကျွန်တော်ဒီဘက်ကနေရှာပေးမယ် โอเคဒီဘက်မှာလဲ Electron Dragon က AACCD နဲ့ဒီအပေါ်ဘက်က Inferno Mardi တို့ H4 တို့တတရလေးရိုက်ယူသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ Recall Spell တွေလည်းပုံနေသေးတယ် Freezing Spell တွေလည်းပုံနေသေးတာပဲဖြစ်ပါတယ်ဗျအာအဲ့လောက်အကုန်လုံးသုံးစရာမလိုဘူးပေါ့နော် Base ကအယောင်မောင်တွေ့ပါတယ်ကိုဘော့ဒီ Tiny Tiny သွားမယ်ဆိုရင်တော့လောလောကူကူလေးနဲ့3 Star ရသွားမှာပဲဖြစ်ပါတယ်ဗျ Oh my god ဒီအခုထွက်လာတဲ့ဒါ Event 2တွေကလည်းတော်တော်လေးကိုသုံးလို့ကောင်းတဲ့အနေထားလေးတွေဖြစ်ပါတယ်အဲ့ဒီ Event 2 Video လေးကိုလည်းကိုဘော့ထပ်ပြီးတော့မှတင်ပြအောင်မယ် Event 2 Attacking လေးတွေပေါ့နော် โอเคအခုထွက်တဲ့ event bus လေးတွေဝယ်ခြင်းလဲဆိုလို့ရှိရင်လည်းကိုဘွေးရဲ့ Viber Telegram လေးကိုဒီမှာရေးထားပေးပါတယ်အဲ့ဒီရနေဆက်သွယ်ပြီးတော့လာဝယ်လို့ရပါတယ်ဗျအားလုံးပဲပိုင်ပိုင်ပါဗီဒီယိုလေးအဆုံးထိကြည့်ပြီးရင်ညီကိုလေးတယောက်ချင်းတောင်ကျေးဇူးများကြီးတင်ပါတယ်